အာဆင်နယ်အသင်းက Sporting Lisbon တိုက်စစ်မှု Jokeres ကိုပြောင်းရွှေ့ခြင်းယူရိုတန်း80ပါဝင်အရွန်ဂျေးတွေနဲ့ကန်လန်ထားရလို့သတင်းထွက်ပေါ်နေပါတယ်။အာဆင်နယ်အသင်းဟာအသက်26နှစ်အရွယ်စီရင်လေးရေးစင်တိုက်စစ်မှု Jokeres ကိုစိတ်ဝင်စားနေပြီးအခုနေမှာအရှိုက်ခေါ်ယူဖို့စီစဉ်လာတာဖြစ်ပါတယ်။ ကယ်ရိုတာမန်ဟာဒရင်းစာရဲ့ဖော်ပြချက်အရအာဆင်နယ်တင်အကစားထရိုက်တာဖြစ်သူဘာတာဟာပြီးခဲ့တဲ့ဘက်ကလက်စပွန်မျိုးမှာကစားခဲ့တဲ့အမျိုးသမီးချန်ပီယံလိဘောလူပွဲဖြစ်တဲ့အာဆင်နယ်တင်ကဘာစီလိုနာတင်ကိုတကူကိုမရှိနဲ့အနိုင်ရတဲ့ပွဲကိုတက်ရောက်ခဲ့ပြီးအဲ့ပွဲပြီးမှာရှူဂါရက်ရဲ့အေဂျင့်နဲ့တွေ့ဆုံခဲ့လို့သိရပါတယ်အဲ့တွေ့ဆုံမှုမှာအာဆင်နယ်တင်းကရှူဂါရက်ကိုပြောင်းရွှေ့ရေးယူရိုတန်း80ပြင်ဆွမ်းဆောင်မှုအလိုက်အတုံကြီးထပ်ပေးမယ်လို့ကန့်လန့်ခဲ့တာဖြစ်ပါတယ် ဒါအပြင်အာဆနယ်တင်းကယူကရက်စ်ကိုစာချုပ်လက်မှတ်ထိုးကြည့်ယူရို၁၂တန်းနဲ့တစ်နှစ်လားစာယူရို၇တန်းပေးမယ်လို့ကန့်လန့်ခဲ့ကြောင်းကယ်ရီယိုတာမန်ဟာကဖော်ပြခဲ့တာပါ။ယူကရက်စ်ရဲ့အေဂျင့်ဖြစ်သူကအာဆင်နယ်တင်းရဲ့အဲ့ဒီကံလမှုကို Sporting Lisbon အသင်းဥက္ကဋ္ဌစီတင်ပြမှာဖြစ်ပါတယ်။ယူကရက်စ်ဟာ Sporting Lisbon အသင်းအတွက်ဒီအသည်ပြိုင်ပွဲဆောင်52ပွဲမှာ54ဂိုးအထိသွေးယူခဲ့ပြီးသူ့ကိုခေါ်ယူဖို့ Manchester United, Barcelona, Bayern Munich ပါဝင် ရောဘတ်ထိပ်တန်းအသင်းများစွာစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ ဒါပေမဲ့ Sugar Rush scoring ကတော့အခြားသင်းတွေထက် Arsenal သင်းကိုပြောင်းရွှေ့ဖို့ပဲစိတ်အားထက်သန်နေရလို့ Britain media တွေကဖော်ပြနေကြတာပါ။